ားလုံးမင်္ဂလာပါခင်ဗျာအဲလက်ရှိဒီရက်သက်တပတ်ကတော့ International Week ဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ Premier League ပွဲစဉ်တွေရဲ့တခြားသောလိပွဲစဉ်တွေရနာပြီးတော့နိုင်ငံတကာပွဲစဉ်တွေကံမဲ့ရက်သက်တပတ်ပဲဖြစ်ပါတယ်ဆိုတော့ Premier League ပွဲစဉ်ရနာထားတဲ့ရက်သက်တပတ်မှာအသင်းကြီးတွေရဲ့ဒါလိုအပ်ချက်ဖြစ်တဲ့ a striker option သို့မဟုတ် nine row တိုက်စစ်မှုလိုအပ်ချက်နဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုလေးမှာဆွေးနွေးပြသွားမှာလည်းဖြစ်ပါတယ်အဓိကတော့ transfer new အကြောင်းလေးကိုတင်ဆက်ပေးနေတာလည်းဖြစ်ပါတယ် ဆိုတော့အလုံးမဲ့တိကြတဲ့အတိုင်းပဲဒီယာဒီမှာဆိုလို့ရှိရင်တော့ပြန်ဆိုင်မှုပြင်းထန်တဲ့ဒါပရီးမီးယားလိပြိုင်ပွဲတွေမှာဆိုရင်ပရီးမီးယားလိအသင်းကြီးတွေအနေနဲ့ဒါပြိုင်ပွဲအရရက်မှာရှင်ပြိုင်လာရတဲ့အနေအထားမှာအသင်းရဲ့ squad ကမလုံလောက်မှုတွေရှိလာတယ်အသင်းရဲ့အဓိကအားထားနေရတဲ့ striker တွေအနေနဲ့ရ injury ပြဿနာတွေအပြင်အခြေစွမ်းမပြနိုင်တာမျိုးတွေကဒီယာဒီမှာကွက်ကွက်ကွင်းကွင်းအသင်းကြီးတွေအပေါ်မှာပေါ့နော်မြင်လာရပြီးတော့ အဲ့ဒီအသင်းကြီးတွေရဲ့တိုက်စစ်မှုတွေခြေစုံမပြနိုင်တာပဲဖြစ်ဖြစ် injury ရနေတာပဲဖြစ်ဖြစ်အသင်းရဲ့လိုအပ်နေတဲ့ twin core တွေမရှာဖွေပေးနိုင်တဲ့အတွက်အသင်းတွေရဲ့ရလက်တွေကရာသီအစကနေပေါ့နော်လက်ရှိရာသီပိတ်သိမ်းခံနည်းအချိန်မှာအပြောင်းလဲတွေအများကြီးဖြစ်သွားတယ်ဒါနဲ့ပတ်သက်ပြီးတော့လက်ရှိ Premier League အသင်းတွေခံစားနေရတာကတော့ခုနပြောတဲ့တိုက်စစ်မှုမလုံလောက်မှုတွေ အရှိနေပြီးသားတိုက်စစ်မှုတွေကလည်းအံဝင်တာမျိုးတွေကြောင့်လာမယ့်နေရာဒီအပြောင်းရွှေ့ဈေးကွက်မှာဆိုလို့ရှိရင်တော့ပရီးမီးယားလိကလပ်အသင်းတော်တော်များများကတော့အသင်းရဲ့တိုက်စစ်တွေကိုအပြောင်းလဲလုပ်လာဖို့ရှိပါတယ်လက်ရှိမှာဆိုလို့ရှိရင်လည်းလစ်ဗာပူးအသင်းအာစနယ်ချက်ဆီစီတီအပြင်ယူနိုက်တက်တို့ကအစတိုက်စစ်မှုတွေအပြောင်းလဲလုပ်ဖို့အတွက်သတင်းတွေတောက်လျှောက်တက်နေတယ်လို့အဲ့ဒီထဲမှာမှပြိုရန်ကြိုက်တဲ့နှင်းစီကိုင်ဖြစ်နေပြီးတော့ပရီးမီးယားလိအသင်းကြီးတွေလိုအပ်ချက်မြင့်မားနေတဲ့တိုက်စစ်မှုကတော့ကျွန်တော်စင်တာဖော်ဝါမှာကစားနိုင်တဲ့ အာ force nine မှာလည်းကစားနိုင်တဲ့ nine ro တိုက်စစ်မှုလို့လည်းခေါ်တယ်အာ striker စစ်စစ်လို့လည်းခေါ်တယ်အဲဒီကစားဒီကစားသမားတွေကတော့လိုအပ်ချက်မြင့်မားနေပြီးတော့ဒီကစားသမားတွေကတည်င်းအများဆုံးထွက်ပေါ်နေတဲ့ကစားသမားတွေဖြစ်ပါတယ်လက်ရှိအာပြီးခဲ့တဲ့ဆောင်းသည့်အပြောင်းရွှေ့ဈေးကွက်ကိုလက်ရှိအပြင်ပေါ့နော်လာမယ့်လူရသည့်အပြောင်းရွှေ့ဈေးကွက်မှာအသင်းရဲ့လိုအပ်ချက်မြင့်မားနေတာမျိုးလေးရှိပါတယ်ဆိုတော့ကျွန်တော်တို့လစ်ဗာပူးအသင်းအကြောင်းလေးနဲ့ပဲဆောက်အောင်ဆိုတော့ကျွန်တော်တို့လစ်ဗာပူးအသင်းမှာစန်တာဖောနေရာမှာကစားနိုင်တဲ့ကစားသမားနှစ်ဦးရှိတယ်ဒါဝင်နက်စ်နဲ့ဒေဂိုယိုတာ သူတို့နှစ်ဦးထဲမှာဆိုလို့ရှိရင်လည်းအလုံးသိကြတဲ့အတိုင်းပဲဒါဝင်လူနဲ့ဆိုလို့ရှိရင်လည်းအဆုံးသက်ပိုင်းမတိကြတာမျိုးရှိတဲ့အတွက်ကိုနီးပြအန်နီစလော့ရဲ့အသင်းမှာပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ရုန်းကန်နေရတဲ့အနေအထားမျိုးလေးဒီဂိုယိုတာကြတော့လည်းအဆုံးသက်တိကြတဲ့နေရာလို့တေရှာပေးနိုင်တဲ့ကစားသမားစတပ်ဖောမှာကောင်းကောင်းလေးကစားနိုင်တဲ့ကစားသမားဆိုပေမဲ့လည်းသူ့အနေနဲ့ injury ပြဿနာတွေနဲ့တရာဒီမှာ injury ကြောင့်နားတဲ့ပွဲစဉ်တွေကပုံများပြီးတော့ပြန်ကန်တဲ့ပွဲစဉ်တွေမှာလည်းပုံမှန်ခြေစွမ်းမရတာမျိုးတွေကြောင့် Liverpool အသင်းအနေနဲ့ကတော့လက်ရှိ အဲရာသီပိတ်သိမ်းကန်ဒီမှာချန်ပီယံလိဂ်တို့ကာရာဘောင်းကပ်တို့ကနေပြီးတော့ထွက်ခွာခဲ့ရတဲ့အနေအထားမျိုးတွေရှိတယ်။အဲအသင်းရဲ့ squad မလုံလောက်မှုလည်းပါတယ်။ဒါကြောင့်လည်း Liverpool အသင်းကလာမယ့်နေရာဒီအပြောင်းအရွှေ့ဈေးကွက်မှာဆိုလို့ရှိရင်တော့ဒါဒါဝင်နူနက်စ်နဲ့ဒီဂိုယိုတာတို့ကိုအယောင်းစင်းတင်လာနိုင်ပေါ်ရရှိပြီးတော့အသင်းရဲ့လိုအပ်ချက်အရဒါ striker အတူကိုရှာဖွေနေရဆိုတဲ့သတင်းတွေကလည်းနေတိုင်းလိုလိုတက်နေတယ်။အဲ့ဒီထဲမှာဆိုလို့ရှိရင်တော့ဒါ Alexander Isak ကတော့ Liverpool နဲ့သတင်းအထွက်ဆုံးကစားသမားဖြစ်ပြီးတော့နောက်ထပ် အာတိုက်စင်မှုတွေနေရာမှာဆိုလို့ရှိရင်တော့ Julian Everest Atletico Madrid အသင်းရဲ့တိုက်စင်မှု Argentina သားလေးပြီးခဲ့တဲ့ရာသီကမှ City ကနေပြောင်းရွှေ့သွားတဲ့ကစားသမားဒီကစားသမားတွေကတော့တည်င်းထွက်နေတယ်။ဒါ့အပြင် Marcus Thuram လို့ကစားသမားမျိုးတွေနေလဲ Liverpool အသင်းရဲ့တည်င်းထွက်နေတာမျိုးရှိတယ်။အသေးကြတာကတော့ Liverpool အသင်းလဲလာမဲ့အပြောင်းရွှေ့ရာသီ၊နွေရာသီပေါ့နော်။လာမဲ့နွေရာသီအပြောင်းရွှေ့စေခွင့်မှာဆိုလို့ရှိရင်တော့အသင်းရဲ့တိုက်စစ်ပိုင်းကတော့အပြောင်းလဲအဖြစ်ပေါ့နော်။မြင်တွေ့ရနိုင်ပွဲရှိရလို့တော့ထင်တယ်။ဒါကြောင့်လဲ Liverpool အသင်းမှာလဲ striker option အတော် အဲကျွန်တော်ရှင်းရပြောလို့ပေါ့နော်လိုအပ်ချက်မြင့်မားနေတာမျိုးရှိတယ်ဆိုတော့ Arsenal အသင်းကိုကြည့်ရအောင် Arsenal အသင်းဆိုလို့ရှိရင်လည်းအဒီယာဒီမှာဆိုလို့ရှိရင်တော့အသင်းရဲ့အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ဘူကာယိုဆာကာအင်ဂျူရီရပြီးတဲ့နောက်ပိုင်းမှာ striker နေရာမှာရောကွင်းလယ်မှာရောကစားလို့အဆင်ပြေတဲ့ Kai Havertz ကပါအင်ဂျူရီရသွားတဲ့အနေအထားမျိုးလေးတွေပြီးတော့ Gabriel Jesus ကလည်း injury prone လို့ပြောလို့ရတဲ့အနေအထားမျိုးလေးဒါကြောင့် Arsenal အသင်းဆိုလို့ရှိရင်လည်း center forward ကစားသမားအာနိုင်ရိုတိုက်စစ်မှုစစ်စစ်လိုနေတာမျိုးရှိတယ်ဆိုတော့ Arsenal အသင်းရဲ့လိုအပ်ချက်ကလည်းပြီးခဲ့တဲ့ အနွေရာသီအပြောင်းရွှေ့ဈေးကွက်ထဲကအလိုအချက်မြင့်မားနေတာမျိုးရှိတယ်။အတီတာလည်းအတင်းရဲ့ဘုတ်ဖွဲ့ဝင်တွေကိုဝယ်ပေးဖို့တိုက်တွန်းပေမဲ့လည်းအာဆင်နယ်နဲ့လစ်ဗာပူးကဘဝတူတွေလိုဖြစ်နေတယ်။အတင်းပိုင်ရှင်တွေကကက်စီနိုနေတဲ့အနေအထားတွေမှာတော့အတင်းရဲ့အလိုအပ်နေတဲ့ position လိုက်ကစားသမားတွေအဓိကတော့ striker option အတွက်ကိုနေပြအတီတာအနေနဲ့အပြေမရှာနိုင်ခဲ့တာမျိုးရှိတယ်။လက်ရှိဒီယာဒီမှာလည်းအာဆင်နယ်အတင်းအကောင်းဆုံးပုံစံနဲ့တွားနေပြီးတော့လစ်ဗာပူးအတင်းနဲ့ Premier League title race ထဲမှာအပြိုင်ဆိုင်ဖြစ်နေတဲ့အနေအထားမှာပဲ ကျွန်တော်ခုနပြောသလိုပေါ့နော်တိုက်စစ်မှုတွေ injury ရရှိသွားတဲ့အနေအထားမှာတော့ရလပိုင်းတွေကကြာဆင်းလာတဲ့အနေအထားမျိုးလေးတွေနောက်ဆုံးကစားခဲ့တဲ့ဒါ Premier League ၄ပွဲမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့ Chelsea တင်းတဲ့ပွဲစဉ်မှာနိုင်ပွဲပြန်ရပြီးတော့ရှေ့၃ပွဲမှာဆိုလို့ရှိရင်တော့ West Ham ကိုရှုံးတာမျိုးတွေတရေ၂ပွဲဇက်တိုက်ကျခဲ့တာအကြောင်းရမှတ်တွေကဆုံးရှုံးခဲ့တာမျိုးတွေရှိတယ်။ဒါကြောင့် Arsenal တင်းလဲလာမယ့်နေရာဒီအပြောင်းရွှေ့စေခွာမှာဆိုလို့ရှိရင်တော့ Striker ဖြည့်တင်းမှုတော့အဓိကဦးစားပေးလှုပ်လာနိုင်ပွဲရှိတယ်ဆိုတဲ့သတင်းတွေကတက်နေတယ်။လက်ရှိမှာဆိုလို့ရှိရင်လည်း Arsenal အတင်းက ဒါယူဗင်တက်တင်းရဲ့တိုက်စင်မှုဗလာဟိုဗစ်ကိုစိတ်ဝင်စားနေတယ်လို့လေဗာပူးတင်းစိတ်ဝင်စားနေတဲ့ကစားသမားတွေဖြစ်တဲ့သတင်းတက်နေတဲ့ကစားသမားတွေဖြစ်တဲ့အလက်ဇန္ဒားအီဆက်အပြင်ဒါမာကတ်တူရန်အတခြားသောကစားသမားတွေဖြစ်တဲ့ဗီတာအိုရှမန်တို့နဲ့လည်းသတင်းတွေထွက်နေတာမျိုးရှိတယ်အဲကျွန်တော်ရှေ့ကပြောလို့ပေါ့နော်လက်ရှိမှာနိုင်ရိုတိုက်စင်မှုတွေတကယ်ကို high profile ကစားသမားတွေကိုတော့ပရီးမီးယားလိကလပ်တွေကတော့မျက်စိကျနေတာမျိုးရှိတယ်ဒီကြားထဲမှာမှဒါဘင်ဂျမင်ဆက်စကိုလိုကစားသမားမျိုးတွေကိုလည်းဒါအာဆင်နယ်အသင်းက monitoring လုပ်နေတာအပြင် sporting lisbon ရဲ့ အာစထရိုက်ကာစစ်စစ်ပေါ့နော်အာယော်ကီယက်ကိုလည်းစိတ်ဝင်စားနေရဆိုတဲ့တည်င်းတွေကတောက်လျှောက်တက်နေတဲ့မျိုးရှိတယ်ဆိုတော့အာစနယ်တင်းကတော့သူ့ရဲ့ monitoring လုပ်ထားတဲ့ striker option ထဲမှာတော့တော်တော်များများရှိတယ် liverpool အသင်းထပ်ပို့ပြီးတော့များတဲ့တိုက်စစ်ကစားသမားတွေပေါ့နော်သူ့အနေနဲ့ monitoring လုပ်နေတာမျိုးလေးတွေရှိတယ်တစ်ဆက်တည်းမှာပဲ chelsea တင်း chelsea တင်းကလည်းအလုံးသိကြတဲ့အတိုင်းပဲ striker option မှာအတအန်ကွန်ကူလိုကစားသမားမျိုးတွေ nicolas jackson လိုကစားသမားမျိုးတွေရှိပေမဲ့အန်ကွန်ကူကလည်း injury ပြဿနာတွေရှိနေတယ်လို့သူစီကဒါပွဲထွက်ခွင့်အာမခံချက်က ဟိုအများကြီးမျှော်လင့်လို့မရတဲ့အနေအထားနီကိုလက်ဂျက်ဆင်အနေနဲ့ကလည်းချက်စီးတင်းမှာအဆုံးသက်ပိုင်းအာနေမှုတွေကြောင့်ဝေဖန်ခံနေရတယ်။လက်ရှိမှာလည်း injury ရနေတာမျိုးရှိတယ်။ဒါကြောင့်လာမယ့်ရာသီမှာဆိုလို့ရှိရင်တော့ချက်စီးတင်းကလည်းဒါအန်ကွန်ကူကိုရောင်းထုတ်သွားဖို့ရှိနေတယ်လို့နီကိုလက်ဂျက်ဆင်တဦးရဲနဲ့မလုံလောက်တဲ့အနေအထားမှာတော့ဒါ striker တဦးကိုခေါ်ယူဖို့အတော်အဆင်ဝင်စားနေတာမျိုးတွေရှိတယ်။အဲဒီ striker แท้มาบ่เนาะเชลซีตื้นสิทธิ์ဝင်စားနေ Striker တွေထဲမှာဆိုလို့ရှိရင်လေဒါ Marcus Thuram ကတော့ပါနေသေးပဲ Marcus Thuram ကတော့ဒါ Arsenal Chelsea Liverpool တို့ရဲ့ ရေဒါထဲမှာရှိနေတဲ့ကစားသမားဒါအပြင်ဒါချက်စီးသင်းစိတ်ဝင်စားနေတဲ့ကစားသမားတွေမှာဒါအလက်ဇန္ဒားအီဆယ်လည်းပါနေသေးပဲယော့ကီယက်စ်တို့လည်းပါနေသေးပဲဒီကစားသမားတွေကတော့လာမယ့်နေရာဒီအပြောင်းရွှေ့ဈေးကွက်မှာဘယ်အသင်းကြီးကိုရောက်ရှိသွားမလဲဆိုတာတော့စိတ်ဝင်စားဖို့ကောင်းနေတာမျိုးရှိတယ်အဲကျွန်တော် City Back ကိုကြည့်ရအောင် Manchester City တင်းရတော့လက်ရှိမှာ striker option အတွက်တော့ပူစီရတော့တိတ်မရှိဘူးသူ့အတွက်ကတော့ဒါ defensive midfielder လိုနေတာမျိုးတော့ရှိတယ် လက်ရှိမှာရိုဒရီကလည်းအသက်အရွယ်အပိုင်းခြားတစ်ခုထိရောက်လာတယ်လို့ကေဗင်ဒီဘရိုင်းနာကလည်းအသက်အရွယ်အပိုင်းခြားတစ်ခုထိရောက်လာပြီပြီးတော့ကွင်းလယ်မှာကစားနိုင်တဲ့ကွမ်တိုဂန်လိုကစားသမားမျိုးတွေဝါနာရိုဆေးဘာကလည်းအနာဂတ်မြေရာမှုတွေကြောင့် အဲသူတို့ကတော့တိုက်စစ်ထက်စားလို့ရှိရင်တော့ကွင်းလယ်ပိုင်းပြဿနာလေးရှိတယ်။ကွင်းလယ်ပိုင်းဖြစ်တင်းလာဖို့တော့ရှိတယ်။အတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ဒါဟာလန်ရှိနေတဲ့စတရိုက်ကာနေရာမှာပြီးတော့ကာလာရှိစာချုပ်ပေါ့နော်လောင်တန်းစာချုပ်ကိုပူပူနွေးနွေးချုပ်ဆိုထားတာဖြစ်တဲ့အပြင်ကိုတော့အိုမာမာမော့ရှ်လိုကစားသမားမျိုးတွေခေါ်ယူထားတယ်။အတောင်မန်နေမှာကလည်းဂျရမီဒိုကူပြင်ဆာဗင်ဟိုလိုလိုကစားသမားတွေရှိတဲ့အတွက် City ကတော့တိုက်စစ်ပြဿနာအဲ့လောက်ကြီးတော့မရှိဘူးအဓိကတော့ကွင်းလယ်ပိုင်းကိုဖြည့်ရှင်းရမယ့်အနေအထားမျိုးလေးတွေအနောက်ထပ်ကတော့ Manchester United Manchester United အသင်းကလည်းသူတို့အသင်းရဲ့ striker နှစ်ဦးဖြစ်တဲ့ Ramos Wildland နဲ့ Zaziro ရဲ့လှုပ်အားနှုန်းအပေါ်မှာအမူရင်းအနေနဲ့အားရကျဉ်းတမ်းမှုတိတ်မရှိဘူးလို့မြင်တယ်အဲဒါကြောင့်လဲ Ramos Wildland ကိုရောင်းချမယ်ဆိုတဲ့သတင်းတွေကတက်လာသလိုအာ Zaziro ကိုလည်းအငှားချမယ်ဆိုတဲ့သတင်းတွေကတက်နေတာမျိုးလေးရှိတယ် အဲဒါကြောင့်လေအမူရင်ကတော့လာမယ့်နေရာဒီအပြောင်းရွှေ့စည်းကောမှာအတင်းရဲ့လိုအပ်ချက်ရတိုက်စစ်ကစားသမားတူမဖြစ်မနေခေါ်ယူသွားဖို့ရှိနေတယ်။ဒီထဲမှာမှ United နဲ့တတင်းအထွတ်ဆုံးကတော့သူ့ရဲ့တပည့်ဟောင်းဖြစ်တဲ့ဒါအမူရင်နဲ့ Sporting Lisbon မှာလက်တွဲခဲ့တဲ့ Yokiyas ပေါ့နော် Yokiyas ကလည်းအမူရင်ရဲ့အတပည့်ရင်းဖြစ်တယ်လို့ပေါ့နော်အမူရင်ရဲ့ Nice နဲ့ပိုင်းကစားကွက်ပိုင်းမှာအသားကျပြီးဒါ Sporting Lisbon မှာဆရာတပည့်နှစ်ယောက်အတွဲညီညီ အယောကီယက်စ်အနေနဲ့ပေါ့နော် twin goal ရရှိထားတာဖြစ်တဲ့အတွက်ကိုအမူရင်ကတော့သူ့တပည့်ကို United ကိုခေါ်ချင်နေတာမျိုးရှိတယ်။ဒါအပြင် United ရဲ့ radar ထဲမှာဆိုလို့ရှိရင်တော့ဒါ Victor Osimhen Victor Osimhen ကတော့ Manchester United အသင်းကာလာရှီစောင့်ကြည့်နေတဲ့ striker တဦးဖြစ်ပြီးတော့ Osimhen ကိုယ်တိုင်ကလည်း United ကိုပြောင်းရွှေ့ခြင်းလေဆိုတဲ့သတင်းတွေကတက်နေတာမျိုးလေးရှိတယ်။ဒါကတော့ United အသင်းရဲ့တိုက်စစ်ပိုင်းလိုအပ်ချက်ဆိုတော့အဆုံးသတ်ပြောရမယ်ဆိုလို့ရှိရင်တော့ Premier League အသင်းကြီးတော်တော်များများကတော့ ကျွန်တော်ရှေ့မှာတုံးသက်ပေးခဲ့တယ်လို့ပဲ striker option ကိုအဓိကလာမယ့်နေရာဒီအပြောင်းရွှေ့စည်းကောမှာပြင်ဆင်လာဖို့တော့ရှိနေတယ်ဆိုတော့လက်ရှိမှာသတင်းထွက်နေတဲ့ဒါ striker စစ်စစ်တေရလည်းအ ਨੇ ဆုံးပေါင်တန်းတရာဝင်းကျင်ခံသုံးရမယ့်အနေထားတွေကြီးပဲဆိုတော့လက်ရှိမှာလည်းအာဆင်နယ်နဲ့ liverpool ဆိုလို့ရှိရင်လည်းပိုင်ရှင်တွေရဲ့အခက်အခဲကြောင့်ကစီနဲမှုကြောင့်ဟိုဝယ်ချင်တိုင်းဝယ်လို့မရတဲ့အနေထားဒါ chelsea တို့ united တို့ကြာပြန်တော့လည်းအသင်းရဲ့ဘဏ္ဍာရေးပိုင်းအခက်အခဲနဲ့ ပရီးမီးယားလိရဲ့ financial fair play rule တွေကြောင့်ငွေသုံးရတဲ့အနေအထားမှာချင့်ချိန်ရတဲ့အနေအထားတွေကြောင့်ပေါ့နော်ဒီတိုက်စစ်မှုခေါ်ယူဖို့အတွက်ကတော့လိုအပ်နေတယ်ဆိုရင်ပဲခက်ခဲနေစေပဲဖြစ်တယ်ဒါကြောင့်လာမယ့်နေရာဒီအပြောင်းအရွှေ့စည်းကွက်ကတော့စိတ်ဝင်စားဖို့ကောင်းတယ်အတင်းကြီးတွေအနေနဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဒါလာမယ့်နှစ်ပရီးမီးယားလိမှာဆိုလို့ရှိရင်တော့အပြိုင်ဆိုင်အတင်းကိုပြင်ဆင်ဖို့ဒါတူးထက်ကလုပ်ကြမယ့်အနေအထားတွေမှာအဓိကဖြည့်တင်းမယ့်နေရာတွေကတော့အဲကျွန်တော်သုံးသပ်ပေးခဲ့သလို striker option လို့ပဲထင်တယ်ဒီနေရာမှာလည်းနာမည်ကြီးနေတဲ့ high profile ကစားသမားတွေက ဘယ်အသင်းတွေကိုရောက်ရှိသွားမလဲဘယ်အသင်းတွေကကြားဖြတ်ခေါ်ယူနိုင်မလဲဆိုတာတွေကလည်းစိတ်ဝင်စားဖို့တော့ကောင်းနေပါတယ်ဆိုတော့တကယ်ချင်းတော့အဘလို့မြင်လဲဆိုတော့ United fan တွေဖြစ်ဖြစ် Liverpool fan တွေဖြစ်ဖြစ် Arsenal Chelsea Man City fan တွေပဲဖြစ်ဖြစ်ပေါ့နော်အကိုအသင်းကဘယ်ကစားသမားကိုကြိုက်လဲဘယ်ကစားသမားနဲ့ဆိုလို့ရှိရင်ကိုအသင်းကတင့်တော်မလဲဆိုတဲ့ဟာလေးတွေအမြင်လေးတွေ common boss မှာဝင်ညှပ်ပေးသွားခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်က SN TV ရဲ့ host channel မှာဖြစ်ပါတယ်ခင်ဗျာ